င်္ဂလာပါကလေးတို့ရေဒီညမှာလဲဥလိုက်အောင်နဲ့ခင်ဗျားတို့ပြန်လဲဆုံတွေ့ကြပြီပေါ့နော်ဒီခါမှာဥလိုက်အောင်ကတောက်သမီးတို့ကိုဖတ်ပြမယ်ပုံမြင်လေးကဗေဒာဘင်္ဂလေးရဲ့အကျံတဲ့အိုးရှိရှိတုန်းကတဲခွင်းထဲမှာဗေဒာဘင်္ဂလေးတပင်ဟာစိတ်ကျဉ်ကျက်နေတယ်သူဟာမြေရှင်တုန်းကရည်စည်းနဲ့ပါပြီးလေခွင်းထဲကိုရောက်လာတယ်နှွေပေါက်လို့ကွင်းရည်တွေခမ်းချောက်လာတဲ့အခါမှာအနေတိုင်းကျက်လာတယ် ရှင်ဆက်ဆက်သားရှိတဲ့လေကွက်ဟာမကြခင် နေပူချိန်ရောက်ရေသားတွေမာလာရင်သူဟာလှနိုင်ပနိုင်ဖူးနိုင်ပွင့်နိုင်မှာမဟုတ်ဘူးလို့တွေးမိတယ်။ဒါကြောင့်သူဟာအဲ့ဒီနေရာကိုဆွန့်ပြီးရေကြီးရမျက်နှာရဒိတာကိုရှာတော့မယ်လို့ကြံမိတယ်။အဲ့ဒီနောက်မှာအရွက်ပြားပြားကလေးတွေကိုရွှတ်နေတော့ပြီးလေထန်နဲ့တနည်းမှာမြစ်မကြီးစီကိုထွက်လာခဲ့ပါတယ်။မိရာပင်ကလေးဟာကန္နာတျှောက်ကဟိုဝင်ဒီထွက် လေးစုံရေစုံနဲ့အစင်ပြေပြေမြစ်ကိုဆုံလာခဲ့တော့ကန်းဆက်တနေရာမှာအခလေးတစ်စင်းကိုတွေ့တယ်။ဒီတော့အခလေးကမိတ်ဆွေအပွင့်လှလှကလေးနဲ့ဗေဒာဘင်ကလေးတင်ဘယ်ကိုသွားမလို့လဲလို့မေးတယ်။အဲ့ဒီအခါမှာဗေဒာဘင်ကဘယ်ကိုရဲလို့မဟုတ်ပါဘူး။အဆွေအားနေထိုင်ရေးအတွက်ရေးကြီးရမျက်နှာရကို သွားမယ်လို့ထွက်လာတာပါလို့ပြောလိုက်တယ်။ဒီလိုပြောတာကိုကြားတော့အခလေးကလည်း ဘောကျတာနဲ့ဒီလိုဆိုရင်ကျုပ်လည်းတင်တဲ့အတူ ရေကြီးရမျက်နှာပြကို လိုက်လိုပါတယ်လိုက်ပေးရစီလို့ပြောတယ်ဒီတော့ဗေဒာပင်လဲအကူခေါ်ပြီး အတူတူရေကြီးရမျက်နှာပြကိုနှစ်ယောက်သားတွားကြပါလိမ့်တယ်ဒီလိုနှစ်ယောက်သားတွားကြတော့ကျမတကောင်နဲ့တွေးကြပြန်တယ်ဒီတော့ကျမကမိတ်ဆွေဗေဒာပင်နဲ့အကလေးအတူတွဲပြီးလာကြတာဘဲကိုသွားမလို့ပါလေလို့ ေးလိုက်ပါတယ်ဒီတော့ဘေဒဘင်းကအချားကိုမဟုတ်ပါဘူးမိတ်ဆွေကျုပ်တို့ဟာရေကြီးရာမျက်နှာရာအရက်ကိုတွားကြမလို့အတူတူထွက်လာကြတာပါလို့ရှင်းပြတယ်ကျမကလည်းဒီလိုရေကြီးရာမျက်နှာရာဒေသကိုတွားကြမယ်ဆိုရင်ကျုပ်လည်းသင်တို့နဲ့အတူ လိုက်ပြရစီ လို့ပြောပြီးတော့အဲ့ဒီနှစ်ဦးနဲ့အတူလိုက်သွားကြတယ်ဒါနဲ့သူတို့၃ယောက်ဟာ ရှေ့ကိုမြေအိုအတိုင်း လမ်းပြီးကမ်းမတက်လျှောက်ကနေသွားတဲ့အခါမှာ မကြခင်မှာပဲငပြင်းမတကောင်နဲ့တွေ့ကြပါတယ်။ငပြင်းမကလည်းအဲ့ဒီမိတ်ဆွေသုံးဦးကိုမြင်တော့ဆွေတို့မြစ်ကိုစုံလာကြတာဘယ်ကိုသွားကြမလို့ပါလဲလို့အမိလိုက်တဲ့အဲ့ဒီအခါဗီရာပင်ကကျုပ်တို့မိတ်ဆွေတစုရေကြီးရမျက်နှာဒေတာကို သွားကြမလို့ပါမေဆွေက လိုက်ချင်လိုက်ခဲ့ပါလို့အဖော်ညှိလိုက်ပါတယ်။မပြေမလဲအဲ့ဒီအကြံကိုသဘောကျပြီး ဲ့ဒီမိတ်ဆွေတွေနဲ့ရောပြီးလိုက်ပြန်တယ်။ရေကြီးအားမျက်နှာရရှားကြတဲ့အဲ့ဒီအုပ်စုဟာမြစ်ကို ဆုံလာကြတော့လမ်းမှာကြီးပွေတစ်ချောင်းနဲ့တွေ့ပြန်တယ်။အဲ့ဒီတော့ကြီးပွေကြီးကဗီဒာအက်ကျမနဲ့ငပြေမတို့ကိုမိတ်ဆွေတို့အင်အားကောင်းလာပါလားဘယ်ကိုသွားကြမလို့လဲလို့မေးလိုက်တယ်။အဲ့ဒီခါမှာဗီဒာဘင်းကတခြားမဟုတ်ပါဘူးမိတ်ဆွေ ကျုပ်တို့ရေကြီးရာမျက်နှာရဒေတာကိုတွားဖို့လာကြတာပါလို့ရှင်းပြလိုက်ပါတယ်အဓိကမှာကြည်ပေးရလဲဒီလိုရေကြီးရာမျက်နှာရဒေတာကိုတွားကြရင်ကျုပ်လည်းလိုက်ပင်ရစေလို့ပြောပြီးသူတို့နဲ့အတူလိုက်သွားပါလေတယ်သူတို့ဟာမြေအတိုင်းဆုံသွားကြတော့မြေကမ်းနှဖူးမှာတယောက်ထဲနေတဲ့ဆုံးမကြီးရဲ့အိမ်ကိုရောက်သွားကြပါတယ်ဆုံးမကြီးကလည်းဗီရာအပ် ကျမငပြေမနဲ့ជីပွေးကြီးကိုတွေ့တဲ့အခါမှာជីပွေးကြီးကတော့ဆန်ဖို့လို့ကောင်းမယ်ငပြေမကတော့ငယ်သေးလို့သူ့ကိုမွေးထားတဲ့နေအကကတော့သူ့အတွက်အဆုတ်အပြဲတွေချုပ်ဖို့အမြဲလိုနေတဲ့ပစ္စည်းဖြစ်တယ်ဗီဒါကတော့ဒေါမီကွက်လိုလှတဲ့အပွင့်ကြောင့်လေကိုင်းရင်မှထားမယ်ကျမကတော့နောက်တနေ့ကျရင်ချက်စားမယ်လို့ပြောပြီးအဲ့ဒီရေကြီးရမျက်နှာရအုပ်စုကို သူ့အိမ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ရေကြီးအားမျက်နှာရဒေသကိုရှာနေတဲ့အုပ်စုဟာစုံမကြီးအိမ်ကိုရောက်တဲ့အခါမှာဗေဒာကဒီမိန်းမကြီးဟာစုံမကြီးဖြစ်လိမ့်မယ်လို့ထင်တယ်။ဒိုဟာသတိဝရိယနဲ့နေမဖြစ်မယ်။အစိုးရင်စရာအဖြစ်ဆုံးကကျမနဲ့ငပြင်းမဖြစ်တယ်။တကယ်လို့စုံမကြီးကအောက်ကျရင်ငါတို့မှာမရှုမလခံရရမယ်။ဒါကြောင့်ဒီညမှာငါတို့ဟာစုံမကြီးကိုဖယ်ရှားပြီးမ ရေကြီးအားမျက်နှာရာကိုတွားကြဆိုလို့အကြံပေးလိုက်တယ်။အဲ့ဒီနောက်ဖေရာကအခုညအိတ်ကြရင်အကဆုံးမကြီးအိတ်ရမှာတိတ်တိတ်လေးဝင်အိတ်နေပြီးဆုံးမကြီးအိတ်တဲ့အခါမှာထိုးပါချက်ကမိဖို့ကပြပုံမှာတွားအိတ်ပါ ဆုံးမကြီးလာရင် ပြာနဲ့ပတ်လို့ပါမပြေမကတော့တောက်ရီဦးထဲမှာဝင်နေပါ ဆုံးမကြီးလာရင် ရေခက်ရင်အမိနဲ့ရိုက်ခက်ပါ ြီးပွဲနဲ့ငါကလေကတဲ့မှာစောင့်နေမယ်။ဆုံးမကြီးဆင်းလိုက်ရင်ကြီးပွဲကတခါတည်းထောင်းပြရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီညမှာအကကဆုံးမကြီးကိုအိတ်မပြောအောင်ထိုးဆွတော့တယ်။အဲ့ဒီကဆုံးမကြီးကလည်းငါအိတ်ရကြဘိုးကိုင်လာကြည်လားလို့ညီးပြီးမအိတ်ပဲထိုင်နေတော့တယ်။မိုးလင်းကနေတော့ဆုံးမကြီးကအိတ်ရမှာထိုင်မနေတော့ပဲထပြီးထမင်းချက်အောင်မယ်လို့ မိဖို့ကိုမိမွှေးဖို့တွားတယ်မိဖို့နာကိုထိုင်ပြီးတဲ့အခါမှာကျမကအတောင်နဲ့တဖြည်းဖြည်းခတ်ပြီးတော့ပြာတွေကိုရက်ခါထုတ်ဖြစ်ပါတယ်ကျမခါထုတ်လိုက်တဲ့ပြာတွေဟာဆုံးမကြီးမျက်စိတွေကိုဝင်ကုန်တယ်မျက်စိတွေပြာဝင်လို့ဆုံးမကြီးဟာမျက်နှာတက်ဖို့ရေအိုးကိုတွားပြီးတော့ဖွင့်လိုက်ပါတယ်အဲဒီအခါမှာအိုးတဲ့ကငပြေမကအမိနဲ့ကြိုက်လို့မျက်နှာကိုထိပြန်တယ်အဲဒီအခါမှာဆုံးမကြီးဟာ ဒီကနေ့ငါဘာတွေမြန်ဖြစ်နေပါလဲလို့ဆိုပြီးတော့အိမ်အောက်ဆင်းမှုဟန်ပြင်းလိုက်တယ်အဲ့ဒီအခါမှာလေကားတိတ်ကဗေဒါကိုနင်းမိလို့ချော်ပြီးတော့လေကားကနေလိမ့်ကျသွားတယ်ဆုံးမကြီးလိမ့်ကျလာတဲ့တပြိုင်နက်ပဲကြည်ပွေဟာဆုံးမကြီးကိုတခါတည်းထောင်းထဲလိုက်ပါတယ်မိတ်ဆွေတစုဟာဆုံးမကြီးကိုအဲ့ဒီလိုဖယ်ရှားပစ်လိုက်ပြီးကြတဲ့နောက်မှာရေကြီးရမျက်နှာရဒေတာကိုရှာဖို့ပျော်ပျော်ပါပါ ထွက်သွားကြပါတော့တယ်ကွယ်ကလေးတို့ဒီပုံမြင်လေးမှာတာတို့သမီးတို့ဟာဘာတွေကိုရခဲ့တယ်ပြီးတော့ဆုံးမကြီးလုံးမျိုးသူတစ်ပါးကိုအကောက်ချန်တဲ့လူတွေဖြစ်မလာဖို့ဦးလိုက်အောင်တိုက်တွန်းလိုက်ပါတယ်ကွယ်နောက်ရက်ဒီမှာလဲတာတို့သမီးတို့နဲ့ဦးလိုက်အောင် ပြန်လည်ဆုံတွေ့ပါအောင်မယ်နော်